မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇော်လိုက်လ9ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သကိုင်းတိုင်းမြင်းမှုမြို့နယ်မှာစစ်ကောင်စီစစ်ကြောင်းနဲ့အထိုင်စခန်းကိုပြစ်ခတ်တိုက်ခိုက်ခြင်းနဲ့ drone နဲ့ဘုံကျဲခြင်းတို့ကြောင့်စစ်ကောင်စီဘက်ကအယောက်20ထက်မနည်းသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇူလိုင်လ၈ရက်နေ့မနက်၈နာရီခွဲအချိန်မြင်းမှုမြို့နယ်အလကပကြီးရွာအရှိတ်ဒို့မြန်မာကျော်စီဆိုင်ကကားနဲ့လိုက်ပါလာတဲ့စစ်ကောင်စီတပ်ဘက်ကအင်အား25ဦးပါတဲ့စစ်ကြောင်းဟာ ကားပေါ်ကနေဆင်းပြီးတော့ကားလန်အတိုင်းခြေချင်းဆင်းပြီးတော့ရှောက်လာခဲ့တယ်လို့သိရပါတယ်။အဲ့ဒီအချိန်မှာတဖက်ပွင့်ပြောင်းစာနာလုံးနဲ့ဦးစွာပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနောက်မှာတော့စစ်ကောင်စီတပ်သားတွေဟာဂဇင်ကလေးဖြစ်နေတဲ့အချိန်40မမဘုံ၃လုံးနဲ့ပြစ်ခတ်ခြင်းလက်နက်ငယ်များနဲ့အနီးကပ်ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီစစ်စင်ရေးတိုက်ခိုက်မှုအတွင်းမှာစစ်ကောင်စီဘက်က22ဦးသေဆုံးပြီးတော့3ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီရဲ့တံပြားကကားကစစ်ကူရောက်လာတဲ့အတွက်လက်နက်ကောက်ယူနိုင်ခြင်းမရှိခဲ့ပဲတော်လိုင်းရဲဘော်များပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့သိရပါတယ်။ စစ်စင်ရေးဆောင်ရွက်နေတဲ့အချိန်မှာကြပြိုင်နက်ထဲမှာပဲတို့မြန်မာကျော်စီဆိုင်မှာရှိတဲ့စစ်တပ်ရဲ့အထိုင်းစခန်းကို ဒရုန်းနဲ့ဘုံးရှစ်လုံးကျဲချတိုက်ခဲ့ရာစစ်သားတအူးတိတ်ဆုံးခဲ့တယ်လို့သိရပါဗျ။အလားတူပဲဇူလိုင်လ၄ရက်နေ့ည9နာရီအချိန်မုံရွာမန္တလေးလမ်းပိုင်းမြင်းမှုမြို့နယ်အတွင်းမှာရှိတဲ့ဒို့မြန်မာကျော်စီဆိုင်နဲ့ Max စီဆိုင်တို့မှာအထိုင်ချတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ကိုဒရုန်းနဲ့ဘုံး6လုံးကျဲချတိုက်ခဲ့ရာစစ်ကောင်စီဘက်က3ဦးတိတ်ဆုံးခဲ့ပြီးတော့စစ်သား2ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။အဲ့ဒီဆက်စင်ရေးကိုမြင်းမှုမြို့နယ်ပကဖကဦးဆောင်ပြီးတော့မြို့နယ်ပကဖဒရုန်းအဖွဲ့ Black Eagle Defense Force MMU Black Eagle Drone Force Farmer Revolution Force CHU နဲ့ဒေသခံပကဖများကပူးတွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမန္တလေး PDF ကဖမ်းဆီးရရှိခဲ့တဲ့ဒုတိယဗိုလ်မှူးကြီးလှိုင်းထွန်းအောင်ဟာရှမ်းပြည်နယ်လွှတ်တော်ရဲ့တမတော်သားလွှတ်တော်ကိုယ်စားလှယ်အဖြစ်နဲ့နှစ်ချိန်ခန့်အပ်တာဝန်ထမ်းဆောင်ခဲ့ရတဲ့သူဖြစ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မန္တလေးတိုင်းစင်ကူးမြို့နယ်အတွင်းမှာရှိတဲ့ရွှေပြည်ရဲစခန်း၊လက်ပံလှရဲစခန်း၊ကြည်တော့ပေါက်တပ်စခန်း၊ကံတောင်တပ်စခန်းနဲ့ပင်လယ်ကြီးတပ်စခန်းအပါအဝင်တပ်စခန်းစုစုပေါင်း၁၁ခုကိုမန္တလေး PDF ကတိုက်ခိုက်သိမ်းပိုက်ခဲ့ရမှာအကြမ်းဖက်စစ်ကောင်စီဘက်ကဒုတိယဗိုလ်မှူးကြီးလှိုင်းထွန်းအောင်တေဇ၁၆နဲ့စစ်သား၁၄ဦးကိုအရှင်ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။ဒုတိယဗိုလ်မှူးကြီးလှိုင်းထွန်းအောင်ဟာအလုတ်တင်ဘူလောင်း ပေစာ16တင်နှန်းစင်းဖြစ်တယ်လို့သိရပါဗျ။တပိတ်ချင်းမျိုးနဲ့အမှတ်1စစ်အခြေခံလေ့ကျင့်ရေးတပ်ရဲ့ဒုတိယတပ်မှုအဖြစ်လဲတာဝန်ထမ်းဆောင်ခဲ့တဲ့သူဖြစ်ပြီးတော့2016ခုနှစ်ကနေ2020ခုနှစ်အထိတပ်မတော်သားရှမ်းပြည်နယ်တွတ်တော်ကိုစလဲအဖြစ်နဲ့ပထမအကြိမ်တာဝန်ထမ်းဆောင်ခဲ့တယ်လို့သိရပါဗျ။အဲဒီနောက်မှာတော့2020ပြည့်နှစ်ဒီဇင်ဘာလ30ရက်နေ့မှာတပ်မတော်သားရှမ်းပြည်နယ်တွတ်တော်ကိုစလဲအဖြစ်နဲ့ဒုတိယဗိုလ်မှူးကြီးလှိုင်းထုံးအောင်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ကြေညာချက်အမှတ်281မြင်းဆောင်2020နဲ့ဒုတိယအကြိမ်ထပ်မံခန့်အပ်ခဲ့တယ်လို့သိရပါဗါး2021ဖေဖော်ဝါရီလစစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာတော့တပိတ်ချင်းနဲ့စင်ကူးမြို့နယ်တို့မှာစစ်ကောင်စီရဲ့တိုက်ခိုက်ရေးတာဝန်များကိုထမ်းဆောင်နေတဲ့အချိန်စစ်တုံးမှန်းအဖြစ်နဲ့ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းမြန်မျိုးပေါ်မှာရှိတဲ့မိသက်ရုံးမှာတက်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုစီးနင်းဝင်ရောက်တိုက်ခိုက်ရာစစ်သား၂ဦးသေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇော်လိုင်လ၈ရက်နေ့မနက်၁၀နာရီကမှအကြမ်းဖက်စစ်ကောင်စီတပ်သား၂၅ဦးခန့်နဲ့တက်ဆွဲထားတဲ့မြန်မျိုးမိသက်ရုံးအတွင်းကိုလက်နက်ကြီးလက်နက်ငယ်များနဲ့အလစ်ငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ရာမနက်၁၇နာရီ၁၅မိနစ်အချိန်ထိတိုက်ပွဲကြာမြင့်ခဲ့တယ်လို့သိရပါတယ်။မြန်မျိုးတွင်ကနေပြီးတော့စစ်တပ်စစ်ကူများရောက်ရှိလာခြင်း ခဲရများနေပါလာခြင်းတို့ကြောင့်ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့သိရပါတယ်။အခုလိုတိုက်ခိုက်မှုအတွင်းမှာအကြမ်းတ်စစ်ကောင်စီတပ်သား၂ဦးသေဆုံးပြီး၃ဦးအပြင်းထန်ဒဏ်ရာရရှိကာ၆ဦးကကြီးတန်းထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အကြမ်းတ်စစ်ကောင်စီတပ်သားများထိခိုက်သေဆုံးမှုကြောင့်ငိုကြွေးတဲ့အတန်များကိုကြားခဲ့ရပြီးတော့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဘက်ကလည်းရဲဘော်တအူလက်ပင်းကိုကြီးရှက်ထိဒဏ်ရာရရှိခဲ့ကြောင်းမြိုင်းပကဖကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်။မြိုင်မျိုးတွင်မှရှိတဲ့အကြမ်းတ်စစ်သားနဲ့ရဲများကလက်နက်ကြီးများနဲ့ရန်တပ်ပစ်ခတ်ခဲ့ရာမြိုင်မျိုးအနောက်ဘက်တမိုင်ကအကွာမှာရှိတဲ့ တောထဲမှာနေထိုင်တဲ့အသက်15နှစ်အရွယ်မောင်မင်းခတ်မောင် အသက်42နှစ်အရွယ်ဒေါ်အေးတင်တို့ထိမှန်တိတ်ဆုံးခဲ့ပြီးတော့ပြည်သူ၃ဦးလက်နက်ကြီးစားထိမှန်ကအပြင်းထန်စိုးရိမ်ရတဲ့ဒဏ်ရာတွေရရှိခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုမြိုင်ပကဖတက်ရင်တက်ခွဲ၃၊မြိုင်ပကဖတက်ရင်နဲ့မြိုင်ပကဖ IO အဖွဲ့မြိုင် UAV Fighter ဂျိုကာပျောက်ကြားတပ်ဖွဲ့နဲ့ဇော်မိုက် BRAF Drone Team တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အလားတူပဲထပ်မံပြီးတော့မကွေးတိုင်းပေါ့မြို့နယ်ဇီးပြားပြူစောတိကျေးရွာနယ်တယောခိုင်းပြူစောတိကျေးရွာတို့ကို drone လက်နက်ကြီးလက်နက်ငယ်များနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ရာပြူစောတိတအုပ်တိတ်ဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဇူလိုင်လ၈ရက်နေ့မနက်၉နာရီကစပြီးတော့ပေါင်မြို့နယ်ဇီးပြားပြူစောတိရွာနဲ့တယောကိုင်းပြူစောတိကျေးရွာတို့ကို drone လက်နက်ကြီး rocket အချိန်ရေတွက်120ကျော်ပစ်ခတ်တိုက်ခိုက်ခဲ့ရာဇီးပြားပြူစောတိကျေးရွာမှာရှိတဲ့အကြမ်းဖက်စစ်သားရဲပြူစောတိများကလက်နက်ငယ်များနဲ့ရန်တပ်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဒါကြောင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက drone လက်နက်ကြီးများလက်နက်ငယ်များနဲ့အဆက်မပြတ်အနီးကပ်တိုက်ခိုက်ရာပြူစောတီတဦးတေဆုံးပြီးစစ်သားရဲပြူစောတီလေးဦးကတရားရရှိခဲ့တယ်လို့သိရပါဗါး၎င်းတိုက်ခိုက်မှုကိုမြိုင်ပကဖပောက်ပကဖဦးလေးကြီး rocket တပ်ဖွဲ့ moment rocket တပ်ဖွဲ့နှင်းကွေး rocket တပ်ဖွဲ့ဗာမတိပျောက်ကြားတပ်ဖွဲ့မြိုင်ပောက် drone တပ်ဖွဲ့များဇော်မိုက် BRAF drone team ဘူလာရောင်တပ်ဖွဲ့ပေါက်နဲ့မွေပွေးပျောက်ကြားတပ်ဖွဲ့ပေါက်မြုပ်နယ်တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့တနင်္သာရီတိုင်းရေပြူမြို့မှာရဲစခန်းကရဲတပ်ချက်ကြီးတဦးကို DNLA တပ်ဖွဲ့ကအရှင်ဖမ်းဆီးရမိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်ဇူလိုင်လ6ရက်နေ့မှာရေပြူမြို့နယ်အတွင်းမှာရေပြူမြို့မှာရဲစခန်းကရဲတပ်ချက်ကြီးတဦးကို၎င်းနဲ့ပါလာတဲ့ပစ္စည်းများနဲ့အတူဒဝဲအမျိုးသားလွတ်မြောက်ရေးတပ်တော် DNLA ကဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တယ်လို့သိရပါတယ်ပြည်သူများအနေနဲ့တနင်္ဂနွေလောက်အတိုင်းအတာနဲ့စစ်စင်ရေးများကိုအရှိန်ဟုန်တုံးမြင့်စွာဆောင်ရွက်နေတဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့် စစ်ရေးအထူးအသည့်တရိတွာလာနေထိုင်ကြရန်ဒဝေအမျိုးသားလွတ်မြောက်ရေးတပ်တော်ကအတိပေးပြောဆိုထားကြောင်းတင်ရရှိပါရယ်ခင်ဗျာ ဆလာဘီတင်ဆက်ပေးရမယ်တရင်ကတော့ရန်ကုန်ကနေရခိုင်ပြည်ကိုတော်လန်းများကနေပွဲစားတွေနဲ့တွာလာကြသူများကိုစစ်ကောင်စီတပ်ကဖမ်းဆီးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီရဲ့ပိတ်ဆို့ကန့်သတ်ချက်များကြောင့်ရန်ကုန်ကနေရခိုင်ပြည်ကိုပြန်လည်ဝင်ရောက်လို့မရဖြစ်နေကြတဲ့ရခိုင်အများစုဟာရခိုင်တို့လာရောက်ရန်နီလန်းမျိုးစုံနဲ့ကျိုးပန်းလျက်ရှိတယ်လို့သိရပါတယ်အခုလိုမျိုးကျိုးပန်းတဲ့သူများကိုရတဲ့နီးနဲ့တွာလာကြရာကနေလမ်းခရီးမှာစစ်ကောင်စီတပ်ရဲ့ဖမ်းဆီးမှုကိုခံခဲ့ရခြင်းဖြစ်တယ်လို့ရန်ကုန်ရောက်ရခိုင်အမျိုးသမီးတအုပ်ကပြန်လည်တွေ့ပြခဲ့ပါတယ်အများအဖြစ်အဖမ်းခံကြ တယ်ကျမတို့ရခိုင်ပြန်တော့ကဆိုရင်အယောက်30လောက်ပါတယ်တယောက်ကို6သိန်းစီပေးပြီးတော့သွားရတာရခိုင်ကိုလည်းမရောက်ခဲ့ပါဘူးလမ်းခုလတ်မှာစစ်ကောင်စီထံမှာအဖမ်းခံရတယ်ပြန်လွတ်လိုက်ပြီမဲ့သူတို့ကရခိုင်ကိုဘယ်တော့မှပြန်မပို့ပါဘူး ရန်ကုန်ကိုပဲပြန်လာကြတယ်ပတ်စံလဲဆုံးခရီးလည်းမရောက်ဖြစ်တာပေါ့လို့ပြောဆိုခဲ့ပါတယ်ရခိုင်ကိုမရောက်ပဲလမ်းခုလက်ကနေရန်ကုန်ကိုပြန်လာရတဲ့အတွက်များစွာအခက်အခဲဖြစ်ရတယ်လို့လည်းပြောဆိုခဲ့ပါတယ်အထည်ချုပ်ဆက်ယုံမှာအလုပ်လုပ်ကင်နေတဲ့အမျိုးသမီးငယ်တဦးကလည်းရခိုင်ကိုပြန်ရန်စီစဉ်တဲ့အတွေ့အကြုံတွေနဲ့ပတ်သက်ပြီးတော့အခုလိုမျိုးပြောပြလာပါတယ်ဒီမှာလည်းအခြေအနေတွေကတိတ်မကောင်းတော့ကိုဋေသားပဲပြန်ပြန်တော့တာနဲ့ပြန်လို့ရမယ်အခြေအနေတွေကိုစုံစမ်းရကနေတယောက်နဲ့ချိန်မိတယ်သူကလမ်းကြောင်းပေးလို့ရတယ်ခွနသိန်းပေးရမယ်လမ်းခီးတော့နည်းနည်းကျန်းတာတွေရှိမယ်လို့ပြောတာနဲ့ ြန်ဖို့စီစဉ်လိုက်တယ်အလုတ်ကနေထွက်လိုက်တယ်ပြီးတော့ကျမတို့အုပ်စုအဖမ်းခံရတော့တာပဲလာပိုင်းလောက်ကြာတဲ့အထိကိုအချုပ်ခံရတယ်ပြန်လွတ်တဲ့အချိန်မှာသူတို့ကပြောတယ်ရခိုင်ကိုပြန်မယ်ဆိုရင်တော့တာဝန်မယူဘူးရန်ကုန်ပဲပြန်ရင်ပို့အဆင်ပြေမယ်တဲ့ကျမတို့လည်းကြောက်တာနဲ့ရန်ကုန်ကိုပဲပြန်ပြစ်ခဲ့တယ်ဒီရောက်တာနဲ့အကြီးအကျယ်ဒုက္ခရောက်တော့တာပဲအလုတ်လည်းမရှိတော့ဘူးနေစရာလည်းမရှိတော့ဘူးလေလို့ပြောဆိုကြပါရယ်စစ်ကောင်စီတပ်ဖွဲ့ဝင်များကဖမ်းဆီးခံရသူများရဲ့မိသားစုဝင်များစီကနေပြီးတော့ငွေချေတောင်းခံမှုတွေရှိနေပြီးတော့တအုပ်ကိုပြန်မျှကျက်၃သိန်းကနေ ကျဆယ်သိန်းအထိပေးနေရတယ်လို့ဖန်ခံရပြီးတော့လွမြောက်လာတဲ့ဒူရီစီကသိရပါဗျ။ရန်ကုန်ကနေရခိုင်ကိုပြန်လည်ဝင်ရောက်လူသူများကိုလည်းစစ်ကောင်စီကအခုလိုမျိုးတင်းကျပ်စွာဆက်ဆဲဖမ်းဆီးမှုများပြုလုပ်နေခြင်းဟာနှစ်ဖက်တိုက်ပွဲများစတင်ပြင်းထန်နေတဲ့အချိန်ကလေးကဖြစ်ပြီးတော့အဲ့ဒီအချိန်ကရန်ကုန်ကနေလေကြောင်းနဲ့ရခိုင်ကိုပြန်လာတဲ့ရခိုင်လူငယ်အများအပြားကိုစစ်ကောင်စီတပ်ကစတင်ဖမ်းဆီးမှုများပြုလုပ်ခဲ့တယ်လို့သိရပါဗျ။ အဲ့ဒီအချိန်ဖြစ်ပွားပြီးတဲ့နောက်မှာရန်ကုန်ကနေရခိုင်ကိုလာရောက်လူသူများဟာလေရင်နဲ့မသွားတော့ပဲတော်လန်းတွေကနေပွဲစားများနဲ့အဆင်ပြေတယ်လို့သွားလာနေကြတယ်လို့သိရပါတယ်။ရန်ကုန်ရောက်စစ်တပ်မြေဆောင်ကင်ဆောင်ထားတဲ့ရခိုင်တိုင်းရင်းသားများကိုရန်ကုန်ရဲ့ပြင်ပကိုထွက်ခွာခွင့်ခရီးသွားလာခွင့်များကိုစစ်ကောင်စီကအေပီလအတွင်းကစပြီးတော့ပိတ်ပင်ခဲ့တယ်လို့သိရပါတယ်။အနေနဲ့ရရက်ကပြန်လာကြတယ်ပြည်ဝင်ရခိုင်တိုင်းရင်းသားများကိုစစ်ကောင်စီကလိုက်လံဖမ်းဆီးနေပြီးတော့ရခိုင်ပြည်ကထွက်ခွာလို့လျင်အသက်အရွယ်ပေါ်မူတည်ပြီးတော့လွတ်ပေးခြင်းနဲ့ ဝန်ထမ်းများကိုတော့ခွင့်ပြုထားကြောင်းတင်ပြရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အကြံဖတ်စစ်ကောင်စီရဲ့စစ်မှုထမ်းဥပဒေနဲ့အတင်းအာဓမ္မစစ်ထဲအတွင်းခံရတဲ့ပြည်သူစစ်မှုထမ်းတင်တန်းစဉ်တပ်သားတင်များကိုစစ်ကောင်စီကတပ်တန်း၅နှစ်စစ်မှုထမ်းရန်စာချုပ်မှာလက်မှတ်ရေးထိုးခိုင်းပြီးတော့အခြေခံအခွင့်အရေးများကိုလည်းပိတ်ပင်ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရန်ကုန်တိုင်းလက်ကူးမြို့နယ်အမှတ်၁စစ်အခြေခံလေ့ကျင့်ရေးတပ်စခတကစစ်မှုထမ်းအပတ်စဉ်၁စင်းသွားကြတဲ့တပ်သားတင်များကိုစစ်ကောင်စီက တတ်တန်းနှစ်နှစ်သာတာဝန်ထမ်းဆောင်ရမယ်ဆိုပြီးတော့ခေါ်ယူတဲ့အချိန်ကပြောဆိုခဲ့တယ်လို့လက်တွေ့မှာတတ်တန်း၅နှစ်တာဝန်ထမ်းဆောင်ရန်အတင်းကျပ်လက်မှတ်ရေးထိုးခန်းခဲ့ကြောင်းတတ်သားတစ်တချို့ရဲ့မိဘများကသတင်းပေးဖို့ပြောကြားထားပါတယ်စစ်မှုထမ်းရမယ်တတ်တန်းကနှစ်နှစ်မဟုတ်ဘူးအမေရေးတဲ့ဖုန်းဆက်ပြီးတော့အကြောင်းကြားလာတယ်တတ်တန်းက၅နှစ်တဲ့လက်မှတ်မထိုးလို့လည်းမရဘူးတဲ့လက်မှတ်မထိုးမဖြစ်ထိုးပေးလိုက်ရတယ်အခုတော့ကရင်ပြည်နယ်ကော့ဂရိတ်ရှေ့တန်းကိုအပုတ်ခံထားရတယ်လို့ တွန်တင်းမျိုးသားတပ်သားတဲ့ရဲ့မိခင်တအူးကပြောဆိုလာပါရယ်ဒါအပြင်စစ်တပ်အတိုင်းဝိုင်းကလည်းစစ်ကောင်စီကစစ်မှုထမ်းရမယ်လူငယ်များကိုတပ်တန်းနှစ်နှစ်သာတာဝန်ထမ်းဆောင်ရမယ်လို့ပြောဆိုခဲ့တော်လဲလက်တွေ့တပ်သားတဲ့များကိုတပ်တန်း၅နှစ်လက်မှတ်ရေးထိုးခိုင်းနေကြောင်းပြောဆိုထားပါရယ်တနင်္သာရီတိုင်းဘိန်းမျိုးနယ်ပလောင်မျိုးမှာရှိတဲ့အမတ်ဆက်နှစ်တပ်မတော်တမ်းမြေလေ့ကျင့်ရေးကျောင်းမှာစစ်မှုထမ်းဥပဒေနဲ့တပ်သားတဲ့လူငယ်များကိုဆက်နှစ်ပတ်ကြာသင်တန်းပေးပြီးတဲ့နောက်တပ်သားတဲ့များကိုတပ်တန်း၅နှစ်တာဝန်ထမ်းဆောင်ရန်ကျောင်းအုပ်ကြီးဘုံမူးချုပ်ရဲကြော်ကြော်က အတင်းအကျပ်ဖိအားပေးခဲ့တယ်လို့သိရပါဗျ။စစ်မှုထမ်းရမယ်တပ်တန်းကနှစ်နှစ်မဟုတ်ဘူး၅နှစ်တာဝန်ထမ်းဆောင်ရမယ်လက်မှတ်ထိုးဆိုပြီးတော့ចောင်းអ៊ូជីဘုံမှုជုပ်ရဲចော်ចော်ကတပ်သားတက်တွေကိုအတင်းလက်မှတ်ထိုးခိုင်းနေတယ်။ញင်းတဲ့သူတွေကိုចောင်းអ៊ូជីဘုံမှုជုပ်ရဲចော်ចော်ကိုတိုင်းအဲ့ဒီកောင်ကိုထိုးကွာဆိုပြီးတော့យ៉ိုင်းណាក់ခိုင်းနေမဖြစ်မနေလက်မှတ်ထိုးလိုက်ရတယ်လို့တပ်သားတက်တူရဲ့အကိုဖြစ်သူကသတင်းပေးဖို့ပြောဆိုထားပါတယ်။ဒါအပြင်တင်နှမတက်မီတပ်သားတက်များကိုလည်း မူလမိမိတို့ရဲ့ရက်ရွာများတင်သာတာဝန်ချထားပေးမယ်လို့ပြောဆိုခဲ့တော်လဲသင်တန်းဆင်းပြီးတဲ့အချိန်မှာတော့နိုင်ငံတော်မှာရှိတဲ့စစ်မျက်နှာပြင်ရှေ့တန်းများကိုဆေလွတ်လျက်ရှိတယ်လို့သိရပါဗယ်ပလောက်အမှတ်ဆက်နှစ်ကျောင်းကသင်တန်းဆင်းတပ်သားတွေကအများစုကလားရှိုးရမခလက်အောက်ခံတပ်တွေစီကိုအပုတ်ခံထားရတယ်ကရင်နီရခိုင်နဲ့ကချင်ဘက်တွေကိုလည်းအပုတ်ခံထားရတယ်အုပ်စုတွေခွဲပြီးတော့ပို့နေတာလို့ဘိမ့်မြို့နယ်ကတပ်သားတွေရဲ့မိခင်တအူးကသတင်းပေးဖို့ပြောဆိုထားပါဗယ် လက်ရှိမှာတပ်သားတစ်များအလုံးဟာမိမိတို့ရဲ့တာဝန်အချခံရမယ့်ရှေ့တန်းကိုမရောက်မချင်းမိုဘိုင်းဖုန်းသုံးဆွဲခွင့်မရှိဘူးလို့သိရပါတယ်မိဘတွေစီကိုလည်းဖုန်းဆက်လို့မရတဲ့အပြင်ခွင့်ယူလို့လည်းမရပဲရှေ့တန်းရောက်မှထွက်ပြေးမယ်ဆိုရင်လည်းပြစ်တက်ခံရမယ်လို့ချင်းချောက်ခံရရကြောင်းသိရှိရပါတယ်ဖုန်းကိုနှိစက်တဲ့သူတွေစီကငှားပြီးတော့အိမ်ကိုတော့အကြောင်းကြားတယ်အရန်ကိုဖိနှိပ်ခံရတယ်လို့ပြောတယ်အခြေအနေမကောင်းဘူးတေသွားရင်တောင်မှအကြောင်းကြားပေးပါမလားဆိုပြီးတော့ဖုန်းထဲမှာသားကလည်းငိုကိုကလည်းငိုပဲလို့ ဘိမျိုးနယ်ကတပ်သားတရဲ့မိခင်ကရှင်းပြထားပါတယ်စစ်ကောင်စီက AP လကစတင်ပြီးတော့စစ်မှုထမ်းအပစင်1စတင်ဖွင့်လှစ်ကထောင်ချီနေတဲ့လူငယ်များကိုနိုင်ငံတော်ကနေဖမ်းဆီးပြီးလက်စင်တပ်သားတဲ့များအဖြစ်နဲ့စူဆောင်းတင်နန်းပေးမှုများကိုလှုပ်ဆောင်လျက်ရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတိုင်းနိုင်ငံလုံးဝဖြစ်ပွားနေတဲ့စီးရီးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ